ကဲဘာလို့မဲမင်္ဂလာပါဒီနေ့မှာ Rubari Company ပွဲစဉ်ရှိတယ် brother တို့ Shamli ပွဲစဉ်နှစ်ရက်ကတော့ brother တို့အမြင်ပဲเนาะဒီပထမတစ်ရက်ကတော့ဒိုင်းနေချိန်တယ်ဒီမင်းညားတော့ဒိုင်းနေအနေနဲ့ထိုးစားလေးပြန်ပြီးတော့ပြန်ပေးရတယ်အနေထားမျိုးဒီနေ့မှာ Rubari Company ရလည်းဒါတစ်ရက်ထက်မှပွဲစဉ်တွေကနေ့လီလုံးပြောမယ်ဆိုရင်ရှင်ပြန်ပြီးတော့ဒီဈေးတန်းရခြေတိဖောက်တာဆိုတော့အသွင်းကြီးသိငယ်ကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲ brother တို့เนาะကဲဒါဆိုလို့ရှင် ကျွန်တော်ရူပါလီယာပွဲစဉ်လောက်ပဲအဓိကထားပြီးသုံးသပ်ပေးမယ်အခါတိုင်းကျွန်တော်သုံးသပ်လို့ပဲသုံးပွဲလောက်ကျွန်တော်သုံးသပ်ပေးမယ်မနေ့ကရှမ်းမြလေးဝေးရှက်ပြီးတဲ့ပွဲစဉ်နဲ့ဆင်ပြေလိုက်မယ်လို့ထင်တယ်မနေ့ကလည်းတကယ်လူကြိုက်များတဲ့အသင်းတွေပဲနိုင်တာများတယ်ဒီရှမ်းမြလေးဆိုလို့အစောပဲကိုပင်ငင်တို့မနာကူတို့ဒီပွဲစဉ်လောက်ပဲကြီးတွေကြသွားပဲရှိတယ်ညနေပွဲစဉ်အကုန်လုံးကတကယ်လူကြိုက်များတဲ့ပရီးမီးယားလိပွဲစဉ်တို့စပိန်လာလိကတို့တကယ်တကယ်အသင်းကြီးတွေလူကြိုက်များတဲ့အသင်းကြီးတွေတော်တော်များများဇုံဘော်တွေပေးတာများသွားတယ်ဗျာနော်ကဲဒါဆိုရင်ရူပါလီပွဲစဉ်ကျွန်တော်ဒီနေ့မှကြည့်ကြည့်မယ် လက်ရှိမှာရန်ပွိုင်းနဲ့အဆုံပြလာပွဲစဉ်ရှိသလိုရိုမားနဲ့ဒီမေဂျင်လန်ပွဲစဉ်ရှိတဲ့ဆရာဘီကိုတို့ဂိုရက်ဆူပွဲစဉ်ရှိတယ်ဒီပွဲစဉ်တွေဆိုတာကျွန်တော်လည်းသိပြီးတော့ပြောမယ်ဆိုလို့ရှင်ဒါစိတ်နဲ့တင်နေမှုပေါ့ဗျာနောက်ဒီရိုမားတို့ပြောမယ်ဆိုလို့ရှင်အဆုံပြလာတို့ဒီလိုပွဲစဉ်တွေဆိုတာကျွန်တော်အမြဲတမ်းအမြင်တွေ့နေရတဲ့အသင်းတွေဖြစ်ပါတယ်ဗျာဒါပေမဲ့အခုကရိုပါလီမှာကစားမှာဆိုတော့တခြားဒီလိုရန်ပွိုင်းတို့မေဂျင်လန်တို့အသင်းတွေဆိုတာသူတို့လီမန်စင်တို့သူတို့လည်းတောင်တနေရတယ်ဒါပြောမယ်ဆိုလို့ရှင်ဒီတော်တော်လေးကိုပြောမယ်ဆိုရင်ကောင်းမွန်တဲ့အသင်းတွေပါဗျာကေဒါဆိုရင် ဒီနေ့မှာကျွန်တော်ခြေစက်နဲ့ပဲကျွန်တော်ကြည့်ပြီးသုံးသပ်ပေးမယ်ဒီပွဲစဉ်တွေရူပါလိဆိုတာဘရာဇာတော့မြင်မယ်ရှင်မြန်လေးလိုလိုပဲတလားမှာတပလောက်ပဲဝင်လဲဝင်တာပဲဒီဝင်တဲ့ရက်ဆိုတော့လည်းတပလုံးဝင်တာမဟုတ်တရက်နှစ်ရက်လောက်ဝင်ပြီးပြန်ပြီးတော့ဒီပွဲစဉ်တွေပြန်ပြောက်သွားတာပဲအဲ့လိုကြောင့်မနော်ကေတာဆိုရင်ကျွန်တော်ခြေစက်နဲ့ပဲကြည့်ကျွန်တော်သုံးသပ်ပေးမယ်ဘရာဇာနဲ့အကြိုက်တွေတော့ကစားလို့အဆင်ပြေလို့နော်ကေတာဆိုရင်ကျွန်တော်စမယ်ဘရာဇာလို့ဘယ်ပွဲစဉ်လဲဆိုလို့ရှင်အာကျွန်တော်ဒီဒီနေ့မှာကြည့်ပြင်တာဆိုရိုမအစားပြီးသုံးတော်ပြန်เนาะရိုမနဲ့မီချလန်ပွဲစဉ် ရောမလာရှိပြီတဲ့ကြတလုံး35ပြားရှုံးချင်းကိုပေါင်းချင်း339ချင်းဆိုတော့ ကိုပေါင်းကြီးရတဲ့သုံးလုံးသုံးသပ်နိုင်ကြီးဆိုတကယ်တမ်းကျွန်တော်ခါတိုင်းသုံးသပ်ပေးနေကြအတိုင်းဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်အစ်တဲ့ကိုပြန်ရနိုင်တဲ့အနေအထားမျိုးတော့ရှိတယ်မဂျီလန်ကိုပြန်ရနိုင်တာဒါပေမဲ့ပေါ်လုံးသုံးသပ်ပြားရှုံကြီးတော့ကတော့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်အစ်တဲ့နိုင်ကြီးတင်းတင်းတော့ကျွန်တော်ဖောက်လိမ့်မယ်လို့ယူဆသည်ဘာလို့လဲဆိုတော့အဆွန်ဗီလာဆိုရင်အဆွန်ဗီလာဖောက်တဲ့ကြီးလက်ရှိမှာနှလုံးတည်တင်းတင်းဖောက်လာတယ်ကိုပေါင်းကြီးသုံးလုံးပြား80ရှုံကြီးဖောက်ထားတယ်အစ်တဲ့ရတော့မတူဘူးဒါပေမဲ့ပြောမယ်ဆိုရင်ပူကလေးဖောက်ထားတဲ့ကြီးတန်းတွေကမနေ့ကလည်းဒီတိုင်းပဲနောက်တချို့ဒီအောင်နိုင်ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်အောင်တဲ့အစ်တဲ့တော်တော်များများပူကလေးကြီးပေးတယ်ကြီးပေးတယ်လောက်အောင်တာများတယ်မနေ့ကလည်းလစ်ပါဘူးဆိုရင် ကိုပေါင်းကြီးလေးလုံး40နိုင်ကြီးပေးတယ်။မနေ့ကဆိုလို့ရှိရင်ကိုပြက်နဲ့မနေ့က1ဖုတ်လို့ရတယ်မနေ့ PSV ပြန်ပြီးတော့နိုင်သွားတယ်လီဗာပူးကိုအဓိကကတော့ပူကလေးပေးတဲ့ဂျေးနောက်ပဲလိုက်ပြီးကစားစစ်ခြင်းနဲ့အမြဲတမ်းတော့ဂျေးကလိုက်တိုင်းကစားကောင်းတာတော့မဟုတ်ဒါပေမဲ့သူလက်ရှိရောက်ရှိနေတဲ့အနေအထားနဲ့ဟိုရှင့်ရှင်းပြီးကစားစစ်ခြင်းနဲ့ပြန်ကြည့်ဒါဆိုရင်ကျွန်တော်ကျွန်တော်စမယ်ရူမာဆန္ဒကျွန်တော်ပြောသလိုပဲ ရိုမာလက်ရှိပြည်တဲ့ကြောင့်ဂိုဘောင်းနဲ့ရှင်ကြီးမယ်ကျွန်တော်တစ်ဖက်သက်ပဲဒါကိုပြတ်နိုင်မယ်နေချာမမှတ်ဘူးဒါပေမဲ့မဂျင်လန်ဘက်ကကိုပြတ်ရနိုင်ခြင်းရှိလာလို့ကျွန်တော်ကြည့်မယ်ရိုမာနဲ့ရိုပါလီမှာနောက်ဆုံးသားတဲ့ပွဲစဉ်ရန်ကြားနဲ့ကစားတဲ့ပွဲစဉ်တော့ဇီတူလိုရလိုက်မယ်သူအနေနဲ့နိုင်ခဲ့တာရှိရတယ်တရားရင်ကစားတဲ့ပွဲစဉ်မှာဆိုရင်တော့သူအနေနဲ့ရိုပါလီမှာနှစ်ပွဲစတိုင်းချွင်းနေတာရှိရရိုပါလီ၄ပွဲကစားတာနှစ်ပွဲနဲ့နှစ်ပွဲချွင်းရလိုက်မယ်တော့ကျုံခဲ့ဒါပေမဲ့ကိုပေါ်တော့မင်းမယ်ဆိုရင်ရိုမာအနေနဲ့ သူလက်ရှိဖြစ်တဲ့ကနေအနေသားမျိုးမှာဆိုလို့ရှင်တော့ရိုမာနောက်ဆုံးကစားတဲ့ပွဲစဉ်အပဝင်ဆိုရင်တော့သူတစ်ဖက်တစ်ဖက်သွင်းပြီးတော့ဂိုးပေါ်တဲ့ရလက်ဆိုမရှိဘူးဘရာသာတို့เนาะလက်ရှိမှာရိုမာ၄ဘွဲကစားတာဒီ၄ဘွဲလုံးမှာဆိုလို့ရှင်ဒီတစ်ဖက်ပြိုင်မဲ့အသင်းရဲ့သွင်းကိုပါမတာလင်ဂိုးပေါ်မဲ့အနေသားမျိုးဂိုးပေါ်မဲ့အနေသားမျိုးဂိုးပေါ်ခဲ့တဲ့အနေသားမျိုးတွေကြီးပဲဒါကြောင့်မို့လက်ရှိရိုမာပေးတဲ့ဂျေကတလုံးပြား30ရှုံကြီးလောက်ပေးတာတယ်ဂိုးပေါင်းကြီးတလုံး30နိုင်ကြီးပေးရဆိုတကယ်တမ်းကြည့်မှဆိုမဂျီလန်ဘကဂိုးပါမျောလင်းလို့ရတဲ့အနေသားမျိုး တကယ်ဒီရောမဖြစ်တဲ့လေးပွဲလုံးကလည်းဘရာသာအမြင်မဲ့ကိုဘောကလည်းပွဲစဉ်မရှိဘူးမဟုတ်နှစ်ပွဲရှိတယ်နှစ်ပွဲလုံးမှာဆိုရင်တစ်ဖက်သင်းရဲ့ရူပါလီမှာပြိုင်မဲ့တော့တစ်ဖက်သင်းရဲ့ကိုရရှိမှသာလေဘူမအနေနဲ့ကိုပေါ်ပေးတဲ့အနေအထားမျိုးဆိုတော့လက်ရှိအနေအထားမျိုးက ရိုမဖြစ်သန်းကတဲ့အနေအထားမျိုးပြန်ရှင်းကြည့်မယ်ဆိုရင်မစ်ချလန်ကိုပြန်ရနိုင်ခြင်းရှိတဲ့အနေအထားမျိုးကိုပိုင်းချင်းသုံးလုံးသုံးသနံကြီးလေလုံးရှုမအပြစ်နိုင်မယ်ကြီးကတကယ်ပြောမယ်ဆိုလို့ရှင်မစ်ချလန်ကိုပြန်ရနိုင်လားဒါမှမဟုတ်ရှင်ကိုပေါ်နိုင်လားအဲ့ဒါပဲကျွန်တော်ကြည့်ရမယ်ဘာလို့လဲဆိုတော့ဒီလိုအနေအထားမျိုးကဘယ်လိုပြောမလဲဆိုလို့ရှင်မနေ့ကဒီလီဗာပူးပွဲစဉ်ကကိုပိုင်းချင်းခွာထားတဲ့ပေါ်ကြီးမှာနှလုံးတည်ကြီးလောက်တင်းတင်းပေးထားတယ်ဒါပေမဲ့အောက်တင်းကိုရတွေ့ပြီးမနေ့ကအောက်တင်းအားဆုံးဖို့အောက်ဒီဘလော့ အောက်ပြောမစအောက်သင်းကိုပြက်နဲ့ပြန်ပြီးနိုင်သွားလဲဆိုတော့တကယ်လက်ရှိနေတာလားတစ်ဖက်သင်းကိုကိုပေးပြီးတော့ဖျက်ဘူကီလေးပေးထားတဲ့ခြေမျိုးဖြစ်နေတယ်ကြည့်ဒါဆိုရင်ကျွန်တော်မကျင်တော့ပြန်ကြည့်မယ်မကျင်လည်းနောက်ဆုံးရတဲ့ပွဲကျွန်တော်စက်တစ်လိုသင်းမျိုးကိုသတိဝမ်းလို့ရတဲ့မျိုးနဲ့တော့သူ့အနေနဲ့ကိုပြက်နဲ့စုံပေါ်ရတာတော့ရှိတယ် နော်ဒီရရင်ကစားတဲ့ပွဲစဉ်တိုင်းဒီတိုင်းပဲမဂျင်လန်နေကစားတဲ့ပွဲစဉ်တိုင်းမှာဆိုတစ်ဖက်တစ်ပဲမကောင်းမို့ကောင်းတယ်နော်ဒင်ဖော်လိုတို့မျိုးကတူးသီးလို့ရရမယ်နိုင်ခဲ့တာဆိုတော့လောဆယ်မှာဒီမစ်ချလန်ကစားတဲ့ပွဲစဉ်ရိုပါလီ၄ဘွဲ့မှာဆိုရင်၄ဘွဲ့လုံးရှုံးဘွဲ့တစ်ဘွဲ့မှာမရှိဘူးဘလားဆိုတော့ရိုမားအနေနဲ့ဒါရင်သူ့အနေနဲ့နောက်ဆုံးတဲ့ပွဲစဉ်တစ်ဘွဲ့လောက်မှာသူ့အနေနဲ့ရှုံးနိုင်ခြင်းနဲ့ယဉ်ဆိုင်ရတယ်ဆိုတော့လောလောလည်းရာကြည့်မယ်ဆိုလို့ရှိရင်ရက်လက်လုံနေရရိုမားလိုအပ်နေတာဒါပေမဲ့ဒီလက်ရှိဒီရက်လက်ပိုင်းရာကြည့်မယ်ဆိုလို့ရှိရင်မစ်ချလန်ပို့ပြီးကောင်းနေတယ်ကျွန်တော်ဘော်ဒီဂျင်းကိုဘောင်းကြီးဘယ်လိုရှင်းကြည့်ရမလဲဆိုလို့ရှိရင် လက်ရှိရလပိုင်းအားကြည့်မယ်ဆိုတော့မဂျီလန်ကိုရွေးတင်တယ်။ဒါပေမဲ့ဒီလက်ရှိဟိုဘယ်လိုပြောမလဲဆိုရင်ပေးထားတဲ့ဈေးတန်းအားကြည့်မယ်ဆိုရင်လက်ရှိမှာရိုမအနေနဲ့မဂျီလန်လောက်ရလမကောင်းပေမဲ့လည်းပြောမယ်ဆိုလို့ရှိရင်လက်ရှိပေးတဲ့ဈေးတန်းကဈေးဟိုဘောအောင်နိုင်မဲ့နေထိုင်မှုအလွန်ဆုံးဒီဘွဲစင်ကတူးစီးလောက်သွားရင်လည်းသွားနိုင်မဲ့နေထိုင်မှုဒါပေမဲ့ကိုပေါင်းကြီး3လုံး30တန်းကြီးပေးရတဲ့ကြောင့်ဒီဘွဲစင်ကပြောလို့တော့မရဘူးမဂျီလန်ဘက်ကလည်းလက်ရှိဖြတ်တန်းခဲ့တဲ့ဘွဲစင်ရိုပါတီ၄ဘွဲလုံးက6တွေရပြီဖြတ်တန်းနေရတဲ့ကြောင့်အနည်းနဲ့များ ဂိုးပြန်ရရင်ကြီးများတယ်ပြတော့ဒါကြောင့်မို့ရိုမာနဲ့မီလန်ပွဲစဉ်ကကျွန်တော်ဂိုးပေါင်းလေးပဲကျွန်တော်အကြံပြုခြင်းတယ်ဘာလို့လဲဆိုတော့တကယ်လို့ရိုမာနိုင်ခဲ့မယ်ဆိုတော့မီလန်လက်ရှိပိုင်ဆိုင်ရဲ့ရလက်တရားဂိုးပြန်နိုင်မယ့်နေရာမှာဖြစ်နေအောင်လုံးလုံးတစ်လုံးတာလောက်နဲ့ပဲပြီးလောက်မှာထင်တယ်ဒါကြောင့်မို့ဒီပွဲစဉ်ကအနည်းဆုံး တကယ်ရိုမနိုင်မယ်ဆိုရင်2-1တပောက်သွားမလားဒါမှမဟုတ်လို့ရှိရင်3-2တပောက်သွားမလားဒါလောက်ပဲကျွန်တော်သွားဖို့များတယ်ဂိုးပေါ်ဖို့တော့ရာဂန်တော့များတယ်အပြေစားမလားဒါမှမဟုတ်လို့ရှိရင်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ဗလာစားလို့ပြားစားမလားဒါပဲကျွန်တော်စဉ်းစားရမယ်ဒါကြောင့်မို့ရိုမပွဲစဉ်လေးကဂိုးပေါ်ပေါ်ပဲကြိုက်ပါလေဗျာနော်အကြိုက်တူမယ်ဆိုရင်ဂိုးပေါ်ပဲကစားစစ်ခြင်းနဲ့ဗလာစားလို့ဒီမချင်လန်းတော့မနိုင်ပြောမယ်ဆိုရင်ရက်လက်ပိုင်ရချင်မယ်ဆိုရင်ရွေးတင်တယ်ဒါပေမဲ့ဈေးတန်းရချင်မယ်ဆိုရင်ရိုမပဲရွေးတင်တယ်ကျွန်တော်ကတော့ဈေးနဲ့ပဲဈေးတန်းနဲ့ပဲကြည့်ကျွန်တော်သုံးသက်ပြရဖြစ်တဲ့ကြောင်းဘော်ဒီမှာဆိုတော့ရိုမကိုအားပေးတယ်ဒါပေမဲ့ဂိုးပေါ်မှာဆိုရင်လည်းကျွန်တော်ဂိုးပေါ်ကိုကျွန်တော်ကြိုက်ပါလေဗျာနော်ကျွန်တော်ကြိုက်ကတော့ဂိုးပေါ်ပို့ပြီးကြိုက်ပါလေဗျာ ကဲဒါဆိုရင်ကျွန်တော်နောက်တစ်ပတ်သွားမယ်အနာဘွဲကဒီဘလဘွဲစင်လက်စင်ဘလောနာနဲ့ဆဲဘက်ပုံစံသွားမယ်ပြနောက်လက်ရှိပြတဲ့ကြီးကဘလောနာကတလုံးပြား60ရှုံချင်းကိုပေါင်းကြီးက3လုံး40နာချင်းရူပါလီတွေကအမှန်တမ်းပြောမှဆင်ဇုံဘော်တွေပြတဲ့ပုံစံနဲ့ရှိလားဆိုတော့အခုလက်ရှိအခုနောက်ပိုင်းမှာဆိုလို့ရှင်တော့ကျွန်တော်တိတ်မတွေ့ဘူးဘရာသာတို့ဘာလို့လဲဆိုလို့ရှင်ဒီဘလောနာလက်ရှိဟိုဖြတ်တန်းကတဲ့အနေထားမျိုးမှာဆိုရင်ရူပါလီမှာနော်နောက်ဆုံးစားပွဲစဉ်တိုင်ပင်ဘရန်ကိုသူမျိုးကိုစီးစီးလို့ရလိုက်မယ်နဲ့တည်ကြတယ်။ဒီရင်ကစားတဲ့ပွဲစဉ်ဒီ FCFB ကို ဝန်တူရလမနာသူအနေနဲ့ဒီဘယ်လိုပြောမလဲဆိုရင်ကျင်းလာရကြည့်မယ်ဆိုတော့ကောင်းကောင်းအင်္ဂလာတော့မရှိသူ frame လို့လို့လဲဝန်ဝန်လို့ရလမနာတေးကြတာဆိုတော့တကယ်ဘောလုံးအောင်ကြည့်မယ်ဆိုတော့ကောင်းကောင်းသူအနေနဲ့ဒီကိုးပြက်ရဲ့လို့တော့နိုင်ခဲ့တာတော့မရှိဘူးအရှိရိုဘာလိဖြတ်တန်းနဲ့ပွဲစဉ်တိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါပေမဲ့လက်ရှိ server ကိုပေးတဲ့ကြည့်ရတလုံးပြ60ရှုံးကြီးဆိုတော့တကယ်ကြည့်မယ်ဆိုရင်ဘောလုံးနာကိုးပြက်နိုင်ခြင်းရှိတဲ့အနေထားမျိုးလားမနေ့ကရှမ်းမြန်ဒီပွဲစဉ်တွေအထက်ကြီးတော်တော်များများအောင်သွားလို့များဒီနေ့ရိုဘာလိနဲ့ဒီ complete လीများတွားပြီးတော့အသင်းကြီးတွေလူကြိုက်များတဲ့အသင်းတွေ ဈေးတန်းတွေရထပြီးတော့ပုဂ္ဂိလေးဖောက်ထားတာအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့မနေ့ကလည်းပွဲစဉ်တွေတိုင်းပဲပေးစနဲ့ပေးပေးကြည့်ပြီးတော့အကုန်ဒီဘအောင်သွားရတဲ့အတွက်ကြောင့်ဒီနေ့မှတော့ဒီလိုအနေအထားမျိုးကြောင့်များကြီးများစွတ်ပေးနေရတာရက်လက်ပိုင်းလည်းတိတ်ကောင်းတာမရှိဘူးဆက်ဘက်ကိုပြန်စီမှာတိုင်းမဲ့7နောက်ဆုံးစားတဲ့ပွဲစဉ်သူအနေနဲ့2စီးနဲ့သူနိုင်ခဲ့တယ်ဒီရရင်ကစားတဲ့ပွဲစဉ်နဲ့7ကစားတဲ့ပွဲစဉ်ပေါ်တိုင်းမှာဆိုရင်လိုင်လုံးအသင်းမျိုးကိုပဲလိုင်ုံနဲ့ပြောမှာစင်ပေါ်တူနဲ့အသင်းမျိုးကိုပဲသူအနေနဲ့ ဇီဒူဇီဝန်နဲ့ရှုံးနေတာပဲရှိရတယ်။တရက်နောက်ပိုင်းကစားတဲ့ပွဲစဉ်နှစ်ပွဲလုံးမှာဆိုတော့ရှုံးကမှရှုံးနိုင်ငံမနိုင်အပြန်လန်ကိုရနိုင်တဲ့အနေအထားမျိုးဆက်ဘက်ကရှိတယ်ဆိုတော့လောလတ်ရကြည့်မယ်ဆိုလို့ရှိရင်ဘလော့နာလက်ရှိပေးတဲ့ကြီးကဆက်ဘက်ရလန်ပြန်ရှင်ကြည့်မယ်ဆိုတော့အတူလောက်သွားတဲ့အနေအထားမျိုးဆက်ဘက်ကလောက်ကောင်းတာမရှိဘူး။လက်ရှိလောလတ်ကစားတဲ့ပွဲစဉ်တိုင်းမှာဆိုရင်ရူပါလီအပါဝင်သူ့အနေနဲ့နိုင်လိုက်ရှုံးလိုက်တေးလိုက်လိုင်းမဖြစ်နေတယ်။ဒါပေမဲ့ အခုနောက်ပိုင်းကစားတဲ့ပွဲစဉ်နှစ်ပွဲလုံးကတော့ဒီ save အနေနဲ့နိုင်ငံမနိုင်ရှုံးကမှရှုံးသူနဲ့ပြိုင်မဲ့တဲ့တော့ goal တော့ rubali မှာနှစ်ပွဲလုံး goal ပြန်ရယူနိုင်တယ်ဆိုတော့လက်ရှိဘလော့နာပေးတဲ့အခြေကပြားရှုံးလောက်လားဒါမှမဟုတ်လို့ရှိရင်ကွက်တီပဲပြီးနေလောက်လား ဲ့ဒါပဲစဉ်းစားတယ်ရူပါလီပွဲစဉ်တွေကတော့ဘာသာတော့မြင်မယ်အသင်းကြီးလို့လိုက်လို့မကောင်းဘူးဒါပေမဲ့တခုရှိတာကကြေးပြင်းပြင်းတဲ့အတိုင်းတော့အောင်ဖို့ကတော့ရန်ကုန်တို့များတယ်ဒါကတော့ရူပါလီပွဲစဉ်တော်တော်များများကျွန်တော်ပြောပြပေးတာနော်ဘလုံးလာဆိုလည်းတကယ်တမ်းကြည့်မယ်ဆိုကျွန်တော်သိပြီးစိတ်နဲ့အသင်းမဟုတ်ဘူးဘာသာတော့နေလဲသိလိမ့်မယ်လို့ထင်တယ်တကယ်တမ်းကောင်းမဲ့ကောင်းတဲ့အနေအထားမျိုးဆိုရင်သူ့အနေနဲ့ ဘယ်တဲ့နဲ့မှမတူတကယ်ကောင်းပါလေဗျာနော်ဒါပေမဲ့ကိုးလက်ရှိရူပါလီကစားတဲ့ပွဲစဉ်ပွဲထဲမှာတော့ကိုးပြတ်တာတော့ကျွန်တော်သိမ့်မတည်သူဒါပေမဲ့ဘလုံးလက်ရှိပေးတဲ့ဒီတလုံးပြား60ရှုံးကြီးကဇေလန်ရာကြည့်မယ်ဆိုလို့ချင်းအ ਨੇ ဆုံးသူပြီးမယ်ဆိုရင်တော့မနဲ့2-0တော့နဲ့ကပ်ပြီးရင်ပြီးသွားနိုင်တဲ့အနေအထားမျိုးဆိုတော့ဘာလို့တော့ပါကြိုက်လဲကျွန်တော်ကြောက်ကိုကျွန်တော်ပြောပါစင်ဘလုံးလက်ရှိအနေအထားကိုပေါင်းကြီး3-0နိုင်ချင်းပြန်ရှင်ကြည့်မယ်ဆိုရင်တော့မနဲ့အ ਨੇ ဆုံးနှလုံးတော့ကျွန်တော်ပြစ်လောက်မယ်ဘလုံးတော့ထင်လောက်တယ်ဘာလို့လဲဆိုတော့ ဆဲဘက်ကိုးပြန်ရလာတော့ရလာပဲကိုးပေါင်းကြီး3လုံး40နိုင်ကြီးလက်ရှိမှာကိုးပေါင်းကြီးတွေကအစွမ်းကကျွန်တော်သုံးသပ်ပြီးတော့ပွင့်နေတာဒီတိုင်းပဲကိုးပေါင်းကြီး3လုံး30နိုင်ကြီးဖောက်တယ်ကိုးပေါင်းကြီးတော်တော်များများကတလောက်ပဲ3လုံးပလက်3လုံး30 3လုံး40လောက်ပဲဖောက်တာတွေများပါတယ်ဗျာဒါကြောင့်ကျွန်တော်တင်ပြောမှာဆိုရင်ဒီနေ့မှာဘောလုံးနာပေးတဲ့လက်ရှိကြီးရလဲတလုံးပြား60ရှုံးကြီးလက်ရှိမှာကြီးလေးတက်တဲ့80ရှုံးကြီးဖြစ်နေတဲ့ကြောင့်နိုင်မယ်ဆိုတော့အနည်းဆုံး2စီးတစ်ပေါက်တော့ကျွန်တော်သွားမှထင်တဲ့ နောက်ပြီးတော့ဒီလက်ရှိလောလောကစားတဲ့ပွဲစဉ်တိုင်းမှာဆင်ဘလော့နာရူပါလီမှာစုံဘော်တွေပေးတဲ့ပွဲစဉ်တော့မရှိသေးပါဘူးဗျ။နောက်ဒီနေ့နေသားမျိုးကဘလော့နာဘော်ဒီကြီးပြင်းမဲ့ဆိုတော့ပြောလို့တော့မရဘူး။ဆက်ဘက်ကဂိုးပြန်ရမယ်ဆိုရင်စုံဘော်ပေးရင်ပေးသွားနိုင်ပါလိမ့်ဗျ။နော်ကျွန်တော်ချက်ကိုပြောမယ်ဆိုကျွန်တော်ကတော့ဘလော့နာဘော်ဒီပဲကောင်းပါလိမ့်ဗျ။ဘရာသောအနေနဲ့ဘလော့နာဘော်ဒီဆိုရင်ပို့ပြီးစိတ်ရှာရမယ်ကျွန်တော်ထင်တယ်နော်။ကဒါဆိုကျွန်တော်စုစုပေါင်းနှစ်ပွဲရှိသွားပြီ။နောက်တစ်ပွဲကျွန်တော်တော့တော့မင်းမယ်။ဘလုံးလာကျွန်တော်ဘောလီကြိုက်တယ်နော်ဒီဒီအစောနာကျွန်တော်ဒီပထမဆုံးဒီသုံးသပ်ပေးတဲ့ပွဲစဉ်လည်းကျွန်တော်ဂိုးဘောကြိုက်တယ်နော် ကဒါဆိုလို့ရှင်ဟိုမှာကိုပေါ်ကျွန်တော်ဒီပိုလနာဘော်ဒီကဒါဆိုရင်ကျွန်တော်နောက်တစ်ပွဲနောက်တဲ့ဖော်ရနဲ့မေမိုပို့စင်သွားမယ် နော်တဲ့ဖရဂါပရီးမီးယားလိမှာတော့ဘလာဒါအမြင်မဲ့လက်ရှိလောလောဆက်လောလောလက်ရှိလောလောလက်ရတော့မနာပြောမစင်ပြီးတဲ့ယာစီနဲ့တခြားစီပဲပြီးတဲ့ယာစီတော့ဟာသူ့အနေနဲ့ပရီးမီးယားလိမှာဆိုလို့ချင်းလစ်ဗာပူးနဲ့အပြိုင်အဆိုင်ကြီးတွေစွတ်အောင်ပြီးတော့ဒီ1 2 4တော်မနဲ့မနာပြောမဲ့ဆိုလို့ချင်းနော်တဲ့ဖရဂါနဲ့ရောက်ခဲ့ပါတယ်ဗျပြီးတဲ့ယာစီတော့ဒီနေ့ယာစီမှာတော့အတိုင်းမဟုတ်တော့ဘူးနီးပြလည်းအပြောင်းလည်းဖြစ်ပြီးတဲ့နောက်မှာတော်တော်ကြီးရက်လက်ပိုင်းကပရီးမီးယားလိမှာစိုးရနေတဲ့အသင်းပါဗျဒါပေမဲ့လက်ရှိရိုပါလိမှာဆိုတော့ဒီပြီးတဲ့ကြေးလာရဖော်ရကမေမိုလိုဒီမျိုးကိုနှလုံး90နိုင်ကြည့်တယ်ခြေတန်းရကြည့်မယ်ဆိုရင်ဘော်ဂျီတင်းတင်းတော့ပေးနေတယ်ကိုပေါင်းကြီးသလုံးတည်ကြည့်ဆိုတော့ လိုချင်းမျိုးကမေမူဘက်ကပြန်ပြီးတော့ကိုတုံ့ပြန်မှုရရမယ်ဆိုရင်ကိုကပေါ်သွားမဲ့အနေအထားမျိုးဒါပေမဲ့ဘော်ဒီကြီးပြင်းပြဘော်ဒီကြီးတော့ပြီးတော့အားကိုလို့မရဘူးဘာလို့လဲဆိုတော့တစ်ဖက်ပြိုင်မဲ့သင်းရယ်ကိုပြန်ရနိုင်မယ်ဆိုရင်ဘော်ဒီကြီးလည်းကြာတန်းနေဒါပေမဲ့တခုရှိတာကနော်တရဖော်ရက်လက်ရှိပိုင်စနာတဲ့ပရီးမီးယားလိမှာနော်လက်ရှိပိုင်စနာတဲ့ရလန်နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့မနဲ့လက်ရှိသူပေးထားတဲ့ဈေးတန်းကတော်တော်ကြီးကိုပြင်းလုံးပါတယ်ဗျတကယ်တမ်းအောင်မယ်ဆိုရင်တော့ဒါမျိုးအသင်းကအောင်ဖို့ရည်ရွယ်ကုန်များတယ်ဒါပေမဲ့ကြည်ပြင်းနိုင်တော့အောင်တော့မဟုတ်ဘူးနော်လက်ရှိပိုင်စနာတဲ့ရလန်နဲ့ရှင်ကြည့်မယ်ပြောတာနော် အခုလက်ရှိလောလောဆယ်မှာတော့နောက်ဆုံးဒီပရီးမီးယားလိမှာနှစ်ပွဲဆက်လိုက်တဲ့သူကောင်းတယ်လီယိုနိုက်တက်ဒီနေ့မှတိုင်းနိုင်တဲ့အသင်းကိုပရီးမီးယားလိမှာ3-1နဲ့နိုင်တယ်လို့တော့လီဗာပူးလည်းစီးစီးနဲ့နိုင်တယ်လီဗာပူးကလောလောဆယ်ပြောလို့မရဘူးလက်ရှိမှာရှေ့ဆန်းရတော်တော်လေးကြာဆင်းနေတယ်ဆိုတော့လောလက်လက်မှာဆိုရူပါလီတို့တိုက်တော့သူ့အနေနဲ့ရှေ့ဆန်းပြတော့မရှိသေးဘူးရူပါလီမှာဆိုရင်နောက်ဆုံးစားတဲ့ပွဲစဉ်နော်ဒီဆုံးကနေပွဲစဉ်မှာဆိုတော့စီးစီးလို့ရလည်းမရတေကြပြီးကြေးကြခဲ့တာဆိုတော့ပရီးမီးယားလိလောက်ပဲဒီနော်ဒယ်ဖော်ရက်နေရာနောက်နှစ်ပွဲနောက်ဆုံးနှစ်ပွဲဆက်လိုက်ရှေ့ဆန်းကောင်းတယ်ဆိုတော့ လောလောလတ်ကလက်ရှိပေးတဲ့ခြေနှလုံး90တန်းခြေဂိုးပေါင်းခြေသုံးလုံးတည်ခြေပေးတယ်ဆိုတော့တကယ်တမ်းကျွန်တော်ထင်ပြောမှာဆိုရင်ဘော်ဒီခြေတင်းတင်းပေးလို့ရှိရင်ဂိုးပေါင်းအောက်တာတော့များတယ်ဗလားသားတို့ဒါကတော့ဟိုကျွန်တော်သုံးသက်ပေးတဲ့ပွဲစဉ်တိုင်းမှာဆိုဒီတိုင်းမှာကျွန်တော်အရှုပ်ပွဲစဉ်တိုင်းမှာကျွန်တော်ဒီနီးစနစ်တိုင်းမှာယူပြီးတော့သုံးသက်ပေးတာများတယ်ဘာလို့လဲဆိုတော့တော်တယ်ဖော်တဲ့နှလုံး90တန်းခြေဖောက်တဲ့ခြေဆိုတာရှားတယ်နော်ဗလားသားတို့ရှားတယ်ဒီနေ့လက်ရှိပိုင်စနားလာဆိုလို့ရူပါလီမှာဆိုရင်ရလက်ကောင်းတာတိတ်မရှိဘူးလက်ရှိပရီးမီးယားလိမှာတော့ပဲနောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲလောက်ပဲသူရလက်ကောင်းတာပဲရှိရဒါပေမဲ့ ရက်လက်နှစ်ပွဲလောက်နဲ့တော့တင်ငင်တယ်လို့ရှင်းစမ်းရတင်ငင်တယ်လို့ယူဆလို့မရပါဘူးဗျမမ်မိုပြန်ကြည့်မယ်ဆိုတာဒီတိုင်းပဲမမ်မိုနောက်ဆုံးစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပြောမယ်ဆိုလို့ရှင်သူ့အနေနဲ့ရှုံးနေတာရှိပြီးတော့ရင်းကစားတဲ့ပွဲစဉ်မှာတော့အပြန်လန်အသွင်းကူးနေတယ်သူ့အနေနဲ့ရက်လက်ဟိုဆိုးရနေတဲ့အနေထားမျိုးရှိရဆိုတကယ်တမ်းပြေးမယ်ဆိုရင်ပြေးပြေးပြောပါလေဗျာနော်မမ်မိုနဲ့ဒီနော်ဒီယန်ဖုန်းနဲ့ရှင်းကြည့်မယ်ဆိုတော့နော်ဒီယန်ဖုန်းရဲ့အနေနဲ့လက်ရှိပန်စရာတဲ့ရှင်းစမ်းတဲ့ရက်လက်ပြန်ရှင်းကြည့်မယ်ဆိုတော့မမ်မိုနဲ့အများကြီးတာပါလေဗျာအ ਨੇ ဆုံးတော့ ဟိုဘယ်လိုပြောမလဲဆိုရင်နှလုံးလောက်တော့ပုကေးအနေနဲ့တော့ဒီအောင်ဖတ်တော့ကိုပေးကြည့်တဲ့အနေထားမျိုးကျွန်တော်ယူဆတယ်နှလုံးရှိရင်ပြား90ဆိုတော့ညာနှလုံးအတားနဲ့ပြီးမယ်ဆိုတော့ပြား90လောက်တော့တော့ဒီအောင်ဖတ်တော့ကိုထိုးကြည့်တဲ့ပုံမျိုးကျွန်တော်ယူဆတယ်ဒါပေမဲ့မမ်မိုရက်လက်ကလည်းသိကောင်းတာမဟုတ်တဲ့တော့မမ်မိုအနေနဲ့မနိုင်လောက်ဘူးဆိုရင်တော့ကျွန်တော်ထင်တာကတော့ထိန်ကန်လောက်ပဲကျွန်တော်ယူဆတယ်နော်အတင်းကြီးတိုင်းတော့ကျွန်တော်အနေနဲ့ချေးပြင်းတဲ့တော့ကျွန်တော်မကြိုက်ဘူးတော့ဒီအောင်ဖတ်ကပေးတဲ့ကြီးကဘော်ဒီကြီးတင်းတင်းတော့ပေးထားတယ်ကိုမအောင်လောက်ဘူးအများပါလေဗျာနော်သုံးလုံးတည်ကြအနည်းဆုံးဒီဘက်ကတကယ်တမ်းသွားမယ်ဆိုတော့တော့ဒီအောင်ဖတ်ကချေးကြကန်ဆိုးလို့ချေးကြမယ်ဆိုတော့ တူရန်တပေါက်လည်းသွားရင်တော့သွားနိုင်တယ်ဒါကတော့ကျွန်တော်ရဲ့ user ကျွန်တော်ပြောပြပေးရအောင်เนาะဒါ Northern Frog ကတော့ကျွန်တော်ကိုပေါက်အောင်ကြိုက်ပါတယ်ဗျာเนาะအကြိုက်တူမဲ့ဆိုရင်ကိုပေါက်အောင်လို့ပဲကျွန်တော်ကစားစင်နေတဲ့ brother တို့ console မှာလာတူရန်တပေါက်သွားမယ့်အနေထားမျိုးเนาะ Northern Frog လက်ရှိပေးရကြည့်ရတော့နှလုံးလောက်ကိုတော့ဒိုင်လေးရတော့အသာစီးတော့ပေးထားတယ်ဆိုတော့ပြား90လောက်တော့ policy ရတော့ sign တော့စသွားနိုင်တယ်ဗျာเนาะဒါဆိုရင် Northern Frog ကျွန်တော်ကိုပေါက်အောင်ကြိုက်ပါတယ်ဗျာဒီနေ့မှာကျွန်တော် Robalia ပွဲစဉ်စုစုပေါင်းကျွန်တော်3ပွဲရရှိပေးခဲ့ပြီ ရိုဘာလီတို့ကွန်ပလန်လီတို့ဒီချန်ပီယံလီဂ်တို့ပွဲစဉ်တွေကဘရာသောအနေနဲ့တစ်လမှတစ်ခါပြောမစင်တပတ်လောက်ပဲဝင်တာဒီတပတ်မှတော့မနဲ့ရက်တိုင်းရက်ဝင်တာမဟုတ်ဘူးเนาะ၂ရက်၃ရက်လောက်ဝင်ပြီးရင်ပြန်ပြီးတော့ဒီပွဲစဉ်တွေပြန်ပြောက်သွားတဲ့အတွက်ကြောင့်ကစားတဲ့အချိန်မှာထိတ်ငစားပါဗျာเนาะအသင်းကြီးတိုင်းတော့မကောင်းဘူးကောင်းတယ်အသင်းကြီးတိုင်းအနေနဲ့ထိုးတိုင်းလည်းကောင်းတာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့ပြောမစင်မနေ့ကတော့ထိုးစားတဲ့အနေနဲ့ရက်လက်ကောင်းလိုက်မယ်လို့ကျွန်တော်ယူဆတယ်ဒီနေ့မှာလည်းရိုဘာလီကွန်ပလန်လီနဲ့ဆက်လက်ပြီးရက်လက်ကောင်းနိုင်ပါစီဗျာเนาะနောက်ပြီးတော့တစ်ခုပြောချင်တာကဒီလိုရိုဘာလီတို့ချန်ပီယံလီဂ်တို့ကွန်ပလန်လီတို့ဘရာသောအနေနဲ့ online မှာငွေကြေးယုံကြည်ဆက်ချက်တာ online ဘောလုံးကောက်ဖွင့်စားခြင်းလို့ရှိရင်ကိုစံကိုတိုင်းငွေကြေးအာမခံပြီးကြညာပေးရကုမ္ပဏီရှိတယ်ဘောလုံးကုမ္ပဏီဒီကုမ္ပဏီမှာတောရောက်ပြီးတော့ဘောလုံးကောက်ဖွင့်စားလို့ရပါတယ်ဗျာနော်ငွေကြေးဘက်နဲ့ပတ်သက်ပြီးကျွန်တော်အာမခံပါတယ်ဗျ brother အနေနဲ့ယုံကြည်ဆက်ယုံကြည်စွာဒီမှာတောရောက်ပြီးတော့စိတ်ဝင်စားအကောက်ဖွင့်စိတ်ဝင်စားအကောက်ဖွင့်စားလို့ရပါတယ်ဗျာဒါဆိုရင်အားလုံးမှကျေးဇူးများတင်ပါတယ်ဗျာနောက်နေ့မှကျွန်တော်ပြန်ဆုံကြပါမယ်နော်